င်္ဂလာပါပရိသတ်ကြီး Left Media Channel ကနေကြိုဆိုလိုက်ပါတယ်ဒီစတူကြီးတင်းချေတူကလုံးနေပြီဆိုရင်တော့တင်းမချစ်တော့ပါဘူးမင်္ဂလာသူရီးစားပြီးပြောင်းလဲသွားရင်ခံစားရပါတယ်သူတို့မချစ်တော့ဘူးလို့သိလိုက်ရတဲ့အခါတော့ခတိကခံစားရပါတယ် မိန်းကလေးတွေကသူတို့ပျော်ရွှင်စေမဲ့သူအမြဲကူးဆက်ပေးမဲ့သူကိုလိုချင်ကြပါတယ်။လောက်တွေဘလိုပဲများများဘလိုပဲရည်ကြီးကြီးယောက်ျားလေးတွေဘက်ကကူးဆက်ရမယ်။ဦးစားပေးရမယ်လို့ယူဆကြပါတယ်။ဒါပေမဲ့တင်းချစ်သူကဒီချက်တွေရဲ့တစ်ချက်ကိုလုံးနေပြီဆိုရင်တော့တင်းကိုမချစ်တော့ဘူးလို့ပြောလို့ရပါတယ်။ကြောင်းလဲရဆိုတာသဘာဝနည်းရမှာပါပဲ။ဒါပေမဲ့အရေးအပြောင်းလဲသွားတာကိုလူတွေမကြိုက်ကြပါဘူး။ ချစ်သူကြီးသွားတယ်ဆိုရင်ကြောင်းလဲတာကိုပိုတော့မကြိုက်ကြပါဘူး။မိန်းကလေးတွေမှာစတမအယုံရှိရလို့ယုံကြည်ကြပါတယ်။အဲဒါကြောင့်သူတို့ချစ်ရသူရဲ့အပြစ်မှုပြောင်းလဲတာတွေကိုချက်ချင်းပဲဖြေရှာကြပါတယ်။ဒီလိုပြောင်းလဲမှုတွေရှိလာရင်တော့မချစ်ဘူးလို့ယူဆလို့ရပါတယ်။ဒီလိုပြောင်းလဲမှုတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်။ဒီမတည့်ပူချစ်ပြတယ်။ကြမ်းများရင်ရတာပြက်ပါတယ်။ လေဂျင်ရှစ်မှာလည်းဒီလိုပါပဲတင်းချစ်သူကတင်းကိုပို့ပြီးတော့ကယူဆိုက်ပြမယ်ပို့ပြီးချစ်ပြမယ်ပို့ပြီးတဲတဲလောက်ပြမယ်ဆိုရင်တော့ဟိုမှာမဟုတ်တဲ့လက္ခဏာဆိုတာသိကြနေပါပြီနံပါတ်1တင်းဖုံးခေါ်ရင်ကယူမဆိုင်ဘူးတင်းချစ်သူကတင်းဖုံးစားခေါ်တော့ပဲနိုင်ဘောများစွာစောင့်နေတဲ့သူလားတင်းဖုံးခေါ်လာတာကိုစပြီးရှောင်းနေပြီလားဒီချက်တွေစားလို့နေပြီဆိုရင်တော့တင်းချစ်သူကိုစစ်ဆေးဖို့လိုအပ်လာပါပြီ တင့်ကိုလစ်လူရှူရဲဆိုတာသူ့မှာပိုရေးကြည့်ရသူရှိနေပြီဆိုတဲ့လက္ခဏာပါပဲ။နံပါတ်3ဖုံးကွယ်ထားတယ်။အချို့အရာတွေကိုတင့်ကိုမပြောပြပဲဖုံးကွယ်ထားပါလိမ့်မယ်။ဖုံးကွယ်ထားတဲ့အရာတွေကိုတင့်သိသွားပြီးလုံးဝခွင့်လွှတ်လို့မရတဲ့အခါမှာပြောပြပါလိမ့်မယ်။တင့်ကိုဖုံးကွယ်ထားတာတွေရှိပြီဆိုတဲ့ဟာမချစ်တော့တာပါ။ relationship ဆိုတာယုံကြည်မှုနဲ့တိဆောက်ရတာပါ။တင့်ရှိသူကဖုံးကွယ်တက်လာရင်တော့ မယုံပါနဲ့တော့ဒီချက်တွေနဲ့ကညင်နေနော်သင်တို့အချက်တွေကဒီနေ့ချက်တနေ့မင်းမင်းပြောက်ွယ်သွားပါမယ်